အဲ့တလုံးကြောင့်ပဲလေယံမယ်ရီနဲ့အတူပွဲဖြစ်လာရတဲ့မော်ရယ်ဖခင်ကြီးဂျွန်လွင်ပရိသတ်များလုံးမဲမင်္ဂလာပါလက်တလုံးဆိုရှယ်မီဒီယာမှာအရန်ကိုပွဲစုနေတဲ့အကြောင်းအရာတခုရှိပါတယ်ဒါကတော့မြန်မာနိုင်ငံရဲ့မော်ရယ်ဖခင်ကြီးနမဲကျော်တူဖြစ်တဲ့ဆရာဂျွန်လင်နဲ့လင်းရင်ဝန်တန်းတွေကြားရတဲ့ကိစ္စရပ်ပါပဲတာမန်ခီသောတယောက်ရဲ့အတွေ့အကြုံတွေမျှဝေတာမျိုးမဟုတ်ဘဲလူသိများတဲ့ပုဂ္ဂိုလ်တူရဲ့ထောက်ပြမှုကနေစတင်ခဲ့တာဖြစ်လို့ ဒီကိစ္စကပို့ပြီးတော့ကျေပြန့်သွားခဲ့တာပါဇလန်အစကတော့ဆရာချွန်လင်းရဲ့လင်းရင်ခီးစဉ်တစ်ခုကနေစတင်ခဲ့တာရှိရင်သူကထိုင်းမြန်မာခီးစဉ်တစ်ခုကိုတောက်ရောက်ခဲ့တာဖြစ်ပါတယ်လင်းရင်နဲ့အမြဲလိုလိုသွားနေကြဖြစ်တဲ့ဆရာချွန်လင်းတယောက်အဲဒီတစ်ခါမှတော့အခက်ခဲတစ်ခုကိုကြုံခဲ့ရတယ်ရှိရင်သူ့ရဲ့တိုလီမိုလီပစ္စည်းလေးတွေထဲတဲ့ခီးဆောင်အိတ်ငယ်ကိုလင်းရင်ပေါ်ကပစ္စည်းထားတဲ့အပေါ်ကွန်ဖာမန့်ထဲကိုထည့်ဖို့စူးစမ်းခဲ့ပါတယ်ဒီနေရာမှာသူကလင်းရင်မဲတူကိုအကူအညီတောင်းခံခဲ့ပုံရတယ်ရှိရင်ဒါပေမဲ့သူရခဲ့တဲ့တုတ်ပြန်မှုက do it yourself ကိုပါ ကိုလုတ်ပါဆိုတဲ့စကားရက်ဖြစ်နေခဲ့တယ်လို့သူကဆိုပါတယ်။ဆရာချုံလင်ကဒီကိစ္စနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်ကိုလူမှုကွန်ရက်ပေါ်မှာရင်ဖွင့်ခဲ့တာပေါ့။ခီးတဲ့တူအဆင်မပြေဖြစ်တဲ့အခါအထူးသဖြင့်အကူအညီလိုအပ်တဲ့အခါမှာဝန်ဆောင်မှုပေးရမယ့်ဝန်တန်းတွေအနေနဲ့ကူညီသင့်ကြောင်း ဒါဟာကျွမ်းကျင်ပိုင်နိုင်မှုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်းသူကထောက်ပြခဲ့ပါတယ်။သူရဲ့အမြင်မှာတော့လေရင်ဝင်တန်းဆိုတာခီးသည်ရီရဲ့အဆင်ပြေချောမွေးမှုကိုကုညီဆောင်ရွက်ပေးရမယ်သူတွေဖြစ်တယ်ဆိုတဲ့သဘောမျိုးတက်ရောက်နေတာပေါ့။ဒါပေမဲ့ဒီကိစ္စမှာတော့အငင်းပေါ်ဖွဲ့ရာအဖြစ်ဆုံးဖြစ်သွားခဲ့တာကသူအုံပြုတ်လိုက်တဲ့ဇကလုံးပါပဲရှင်။သူကလေရင်ဝင်တန်းတွေကို Flying Waitress လေရင်ပေါ်ကစပွဲတို့မှဆိုတဲ့ဝေါ်ဟာရာကိုတုံးနှုံးခဲ့တာပေါ့။ဒီစကလုံးကပဲပြိသက်တွေကြားမှာအကြီးကျယ်ပွဲဆိုသွားစေခဲ့ပါတယ်။သူရဲ့အမကန်ပြိသက်တချို့ကတော့ဒါကိုသဘောကျခဲ့ကြရရှိ င်ဝန်ဆောင်မှုမကောင်းရင်ဒီလိုပဲခေါ်သင့်နေထိတယ်မှန်တယ်ဆိုပြီးထောက်ခံခဲ့ကြတာပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းဒီစကလုံးပေါ်ပြင်းပြင်းထန်ထန်ကန့်ကွက်မှုတွေချက်ချင်းထွက်ပေါ်လာခဲ့ပါတယ်အထူးသဖြင့်လေကြောင်းလိုင်းမှာတာဝန်ထမ်းဆောင်နေသူတွေနဲ့သူတို့ရဲ့လုပ်ငန်းသဘောတဘာဝကိုနားလည်သူတွေကဒါဟာအလုပ်ပေါ်အထင်သေးရရောက်တဲ့မသိလျော်တဲ့နှိုင်းရှင်မှုဖြစ်တယ်လို့တုံ့ပြန်ခဲ့ကြတာပေါ့ သူတို့ရဲ့အဓိကထုတ်ပြန်ချက်ကလင်းရင်မောင်မေ Kevin Q flight attendant ဆိုတော့စပွဲတို့ waiter waitress မဟုတ်ဘူးဆိုတာပါပဲလင်းရင်မောင်မေတွေရဲ့အဓိကတာဝန်ကခီးသည်တွေကို coffee ရေလိုက်ချပေးဖို့အစားအသောက်ဝန်ဆောင်မှုပေးဖို့တွေမဟုတ်ဘဲခီးစဉ်တစ်ခုလုံးရဲ့ safety baking လုံခြုံရေးကိုအဓိကတာဝန်ယူရတာဖြစ်တယ်လို့ရှင်းလင်းခဲ့ကြတာပါအရေးပေါ်အခြေအနေတစ်ခုကြုံလာရင်ခီးသည်တွေရဲ့အသက်ကိုကယ်တင်ဖို့ရှေးဦးသွနာပြုစုနေလန်းတွေအရေးပေါ်တကားဖွင့်နည်းတွေမိငိမ့်တက်နည်းတွေအထိပြင်းပြင်းထန်ထန်လေ့ကျင့်ထားရသူတွေဖြစ်တယ်လို့ဆို ပါတယ်။ဒါကြောင့်ခေးတဲ့တူရဲ့တောက်တော်မရအသေးဖွဲကိစ္စနဲ့အိတ်တွေကိုလိုက်မှပေးဖို့၊ကုညီပေးဖို့ထက်ပိုအရေးကြီးတဲ့တာဝန်တွေရှိနေကြောင်းပညာသားပေါ်ပါပြန်လည်ရှင်းလင်းခဲ့ကြတာပါ။ဒါအပြင်ဆရာချုံရဲ့ post မှာပါတဲ့ A class B class ဆိုတဲ့အသုံးအနှုန်းကိုလည်းပြန်လည်ရှင်းလင်းခဲ့ကြပါတယ်။လင်းရင်တွေမှာအများအပြား economy business နဲ့ first class ဒါမှမဟုတ် residence ဆိုတာတွေပဲရှိကြောင်း A class B class ဆိုတာမရှိကြောင်းထောက်ပြခဲ့ကြတာပါ။ဒီကနေ့တစ်ဆင့်နောက်ထပ်ငင်းခုံမှုတစ်ခုကအလုပ်ပေါ်ထားတဲ့သဘောထားဖြစ်လာပါတယ်။ ပရိသတ်တချို့ကတော့စပွဲတွူးဆိုတဲ့အလုပ်ကလေလေးစားပွဲကောင်းတဲ့အလုပ်တစ်ခုဖြစ်တယ်။ဘယ်အလုပ်ကမှနေကြတယ်လို့သတ်မှတ်လို့မရဘူး။ Flying Waitress လို့သုံးလိုက်တာကလင်းရင်မယ်ရီကိုရောစပွဲတွူးတွေရဲ့ဂုဏ်သိက္ခာကိုပါထိခိုက်စေသလားဆိုပြီးမေးခွန်းထုတ်လာကြတာပါ။ တချို့ကလည်းအလုတ်ဟုသမျှဂုံရှိသောဆိုရဲစကပုံးကိုကိုးကားပြီးဘယ်အလုတ်ကိုမစိုးလေးစားမှုထားတဲ့နယ်လို့ဆိုပါတယ်ဆရာချုံလင်ကတော့သူ့ရဲ့ရည်တည်ချက်ကိုချက်ချလက်ချနဲ့ဆက်လက်ရှင်းလင်းခဲ့တယ်လို့လင်းရင်ဝန်တန်းတွေဘက်ကလည်းသူ့ရဲ့ professional တာဝန်တွေကိုပြန်လည်ချပြလာခဲ့တာပါဒါဟာတူတယောက်ရဲ့အမှန်အမှားထက် service ဆိုရဲစကလုံးတစ်လုံးရဲ့အတိတ်ပဲဖွင့်ဆိုပုံကွဲလွဲမှုပြဿနာလို့လည်းသုံးသပ်နိုင်ပါတယ်လက်ရှိမှာတော့ဒီအဖြစ်ပြက်ကအစပိုင်းကအိတ်တလုံးကိုကုညီမဲ့ထည့်ပေးတဲ့ကိစ္စလေးကနေဝန်ဆောင်မှုနဲ့လုံခြုံရေးဘယ်ဟာကပိုအရေးကြီးတယ်လဲဆို ဲ့အခြေတင်ပြောဆိုမှုတွေနောက်ဆုံးအလုတ်ပေါ်လေးစားမှုအထိကျယ်ပြန့်တဲ့ဆွေးနွေးမှုကြီးတစ်ခုဖြစ်သွားခဲ့ပါပြီ။ပြည်သူတို့ရောဒီကိစ္စပေါ်ဘယ်လိုထင်မြင်ကြလဲရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။